နေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေစပြီး30ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးတုတ်တက်မယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်မူလနေထာနေပုံမြင့်နေနေထာကူပြောင်းတုတ်တက်သွားမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလုံခံခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးနဲ့တုတ်တက်မှုကိုရှိမယ် ငွေကြေးပေးယူကိစ္စသတိထားမယ်လုပ်ငန်းစဉ်အခြေသည့်တွေကိုလက်တွေ့ကောင်းထည့်ဖို့နိုင်တယ်ပညာလုပ်ငန်းတစ်ခုတွန်းတွဲတိုးတက်ခြင်းရဲ့အနှစ်သာရကြုံမယ်ရံဝေးရကောင်းသောသတင်းစကားချပြည့်စုံခြင်းကိုကြုံမယ်မတော်တဆနေကူးဆက်ရမယ်အနောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်နေ့တနင်္ဂနွေနေ့ညနေ3နိုင်တွင်သတိထား23ရက်နေ့မှာရံအားလုံးကိုကြော်ပြီးမှအလို့ရှိရပြည့်စုံမယ်24ရက်နေ့မှာ မိကောင်းဆွေကောင်းတောက်ခူရခြင်းစူပေါင်းချိုးပေးခြင်းဘဝတိုးတက်ခြင်းကြောင့်မယ်25ရင်းနေမှာလုပ်ငန်းစဉ်ကြံသင့်စီပြင်မယ်လူမျိုးခွဲချိုးပေးမယ်26ရင်းနေငွေချေလတ်တာပါကံကောင်းခြင်းစီဝါကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့ကြောင့်မယ်29ရင်းနေမှာရန်တိုက်ခံနေတဲ့ကြောင့်မယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးခြင်းပြဿနာဖြစ်ခြင်းနဲ့ကြောင့်မယ်28ရင်းနေမှာဥတီချက်သစ်နဲ့လုပ်ကံခြင်းချိုးပေးမယ်30ရင်းနေမှာလက်ပွင့်ခြင်းကံကောင်းခြင်းအလိုပြည့်စုံခြင်းနဲ့ကြောင့်မယ်ဒီကံလအတွင်း နိုဝင်ဘာလ20ရက်နေ့နိုဝင်ဘာ24 25 26ရက်နေ့တွေမှာကောင်းစီကောင်းချော်ပြုရင်ထူးထူးခြားခြားကံကောင်းခြင်းဖုံးကံကြီးမားခြင်းနဲ့ကြိုးပမ်းခြင်းတွေရှိမယ်ဒီကာလအတွင်းမှာနိုဝင်ဘာလ26နဲ့29နေ့ရက်ဆက်တိုက်ကတဏှာသိတိနက္ခဆန်းရှင်တဲ့ရက်တွေဖြစ်တဲ့ဝေကြီးရာကိစ္စတွေအတွက်ဆောင်းရရန် ကောင်းသောအနေထားနဲ့တိုးတက်တဲ့ကံတွေပွင့်တယ်။တနင်္လာနေ့တောင်းချန်နေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့ပုံထုနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။တိလေးကိုကနန်းကိုသုံးရမယ်။အညိုရောင်ပြာရောင်မိခုံရောင်တို့ကိုဝိဆင်သုံးဆွဲပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါ။နေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံအလူဒါနပြုပေးပါ။ကျေးဇူးတင်ပါတယ်။